ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချူဆိုလိုက်ပါတယ်ဒီနေ့မှာတော့နဘီနဲ့ချန်ပီယံခမတ်လူပွဲထိုးတက်ရမယ်ဆိုပြန်ပြီးထိုးတက်ခြင်းလေးတဲ့လို့ဆိုလာခဲ့တယ်မြမယူရအကျော်မော်လဝိဖိုင်တာကြီးဆိုလုံးရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာ UR လောက်အချောမော်ဖိုင်တာကြီးဆိုလင်းကတော့1 championship မှာထိုးတက်နေတာအချိန်တစ်ခုတော့ရောက်လာခဲ့ပြီဖြစ်ပါတယ်။6ပွဲထိုးတက်ထားခဲ့ပြီးရှေ့3ပွဲအနိုင်ရကနောက်3ပွဲမှာတော့ဇက်တိုက်ရှုံးပွဲကြုံတွေ့ထားရတာတွေ့ရပါတယ်။ ရှုံးခဲ့တဲ့သုံးပွဲမှာလက်ရှိဘန်ဒဝိတ်တန်ဂျာပြတ်ချန်ပီယံနဘီကိုလည်းရှုံးနိမ့်ထားတာတွေ့ရပါတယ်။နဘီနဲ့ပွဲတော်ကဆိုလင်းဟာနဘီရဲ့ခြေနံလက်တံနဲ့အရက်ကြောင့်အတော်ကိုတိုင်ပတ်ခဲ့ပြီးမြေတစ်ချိန်တော့နော်တောင်းအကျမခံခဲ့ရပါဘူး။မကြသေးခင်ကစူပါလက်နဲ့ပွဲမှာဆိုရင်စူပါလက်တောင်နဗီရဲ့လက်သီးတောင်နော့ကဒေါင်းချခဲ့ရတာပါဆူလင်းရဲ့မာကွန်နဲ့ခန္ဓာရင်ကတော့လုံးဝကိုကျွတ်ဆင်ကြည့်ပါပဲတိုးပေမဲ့မြန်မာလဝိတ်ဖိုင်တာတွေရဲ့သဘောရနိုင်ငံသားဖိုင်တာတွေလောက်တက်ကနေမရှိပါဘူးအဲ့ဒီအချက်ကြောင့်တော့အများစုရှုံးနေနေတာတွေ့ရပါတယ် hydration test ကလည်းမြန်မာ final တွေတော်တော်ကိုကြောက်ကစားဖြစ်နေခဲ့တာပါအဲ့ဒီအချက်တွေဒါအာမနီကမြန်မာ final ရဲ့ champion ကမ္ဘာကြီးကိုအလင်းမြန်သိမ့်ပိုက်နိုင်မယ်ထင်ပါတယ်မကြသေးခင်ကတော့မြန်မာ UA lowweight အကြောင်းမော final ကြီးဆိုးလင်းကတော့ပရိသတ်တယောက်ရဲ့နဘီနဲ့မချေပွဲထိုးတင်လားဆိုတဲ့မေးခွန်းကိုအခုလိုမျိုးပြန်လဲဖြေချလိုက်ပါတယ်ကျွန်တော်အနေနဲ့ဒီတိုင်းဆိုရင်တော့နဘီနဲ့မထိုးသက်ချင်တော့ပါဘူး။သူနဲ့ဆို၃ညလောက်ထိုးရင်အဆင်မပြေပါဘူး။ ၅ကြီလောက်ချန်ပီယံစင်ကာပွဲမျိုးပေးထိုးမယ်ဆိုရင်တော့ကျွန်တော်ကထိုးသက်သွားမှာပါဆိုပြီးမြမရွေးရလဝိဂျော်မော်ဖိုင်တာကြီးဆိုလင်းကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့လက်ရှိမှာဒီအခင်းချင်းကလုံးဝဖြစ်လာပွဲမရှိသေးဘူးလို့ပဲပြောချင်ပါတယ်။နဗီအနေနဲ့လည်းဂျာပြက်ချန်ပီယံဖြစ်နေတဲ့အကြောင်းမလို့ချန်ပီယံခပ်ပေါင်းစီပွဲထိုးသက်ရအောင်ပါပါ။ကိုဆိုကြီးနေနဲ့လက်ရှိမှာအခြားဖိုက်တာတွေကိုအနည်းဆုံး3-4ပွဲလောက်အနိုင်ယူပြပြီးမှနဗီနဲ့မချေပွဲပြန်ဖြစ်လာမယ်ထင်ပါလေ။နဗီကလည်းလက်ရှိမှာချမ်းပီယံဘေးဆိုတဲ့ prime time ကာလကိုရောက်ရှိနေပါပြီ။ ဘလို့အခင်းကြီးနေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ဆိုလုံးနဲ့နဘီတို့ပွဲဖြစ်လာရောနဘီရဲ့လက်သီးထိုးချက်တွေကိုဆိုလုံးအနေနဲ့ဘလို့ထပ်မံကာကွယ်ပြသွားမလဲနဘီကိုဘလို့မျိုးရှင်သက်ရှုမောပဲဖြစ်အောင်ထပ်မံကြမ်းပြသွားမလားဆိုတော့လည်းစောင့်ကြည့်ရမှာပါဒါမဲ့ကျွန်တော်ခုနကလေးပြောခဲ့တဲ့အတိုင်းပဲလုံးလုံးဆိုင်မှာတော့ဒီအခင်းချင်းကလုံးဝဖြစ်လာပွဲမရှိသေးပါဘူး ဆိုလင်းဝါလောလောဆယ်မှာတော့နဗီနဲ့ထိုးတက်ရမှာမဟုတ်သေးပဲဩဂတ်စတလအမေရိကန်ဒမ်ပါမြို့မှာကျင်းပမဲ့1173ပြိုင်ပွဲမှာဆိုလင်းအနေနဲ့အမေရိကန်ဖိုက်တာလီယမ်ဟာရီဇန်နဲ့ရင်ဆိုင်ထိုးတက်သွားရအောင်မှာဖြစ်ပါလိမ့်အဲ့ဒီပွဲမှာလည်းဘလို့အခင်းချင်းတွေဖြစ်လာအောင်မလဲဆိုတာရင်ခုန်သွားစောင့်ကြည့်ကြရအောင်မှာပါမကြခင်မှာလည်းမြန်မာပြည်သက်တွေအတွက်အားပေးစရာမြန်မာဖိုက်တာတွေရဲ့ပွဲကောင်းတွေရှိနေတယ်ဆိုတာလည်းရင်းစကားပါထားပြရစေခင်ဗျာဒီကနေ့တော့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်မယ့်နေ့တွေမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်မဲ့အကောင်းတွေနေ့လေးတနေ့ကိုပိုင်ဆိုင်နေကြပါစေ